ကျွန်တော်တို့ရဲ့မူဖန့်လေးလဲရေတွေဝင်လာပါပြီဒီကုန်းပေါင်လေးကိုကြော်လာပြီဆိုရင်ရေတွေကတအားကိုရှန်တက်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမူဖန့်လေးလဲရေကိုရှန်လာမှာဖြစ်ပါတယ်မဟာချိန်ဘက်မှာရေတွေကြီးလာပြီဆိုတော့ကျွန်တော်တို့လည်းတတိထားရမှာဖြစ်ပါတယ်မူဖန့်နဲ့ဝင်မှာဆိုလို့ရှိရင်ကိုရီးယားဒီမှာတန်တန်ပဲပုံမှန်ဆိုလို့ရှိရင်ဒီနေရာရေတွေကိုဝင်လာပြီပေါ့မိုးရွာရင်လည်းဒီနေရာရေအရင်ဆုံးဝတ်တဲ့နေရာတွေပေါ့နော်ရေတက်တဲ့နေရာတွေ ခုဆိုရင်တော့တတရရလေးတော့ရှိနေပါသေးတယ်ဒီအိမ်လေးကတော့ဒါမန်းကျန်ပန်းကျန်လေးရဲ့အဆုံဆုံးအိမ်လေးဖြစ်တယ်အခုဒီမှာဆိုလို့ရှိရင်ပန်းကျန်မှာလာကြတဲ့လူတွေအများကြီးပဲဘူဝဲမှာရှိတဲ့ကလေးတွေလူကြီးတွေအကုန်လုံးဒီမှာအားကစားလာလောက်ကြတယ်ပေါ့အခုပန်းကျန်ထဲမှာဆိုလို့ရှိရင်လည်း ရေတွေတက်လာတယ်။ရင်းတဲ့အတိုင်းပါပဲ။ဒါရင်းရဆိုရင်ဒီညာရေလုံးဝမတက်ဘူး။အခုရေတွေပင်လေရေတွေတက်လာတယ်။โอ้มามีมีมีแกเนี่ยโดดได้ตลอด တန်းကလေးတွေဆိုလို့ရှိရင်ငားမြားနေကြတယ်ဒီနေရာလေးရတော့ပုံမှန်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ခုံလေးတွေနဲ့စားထိုင်ဖက်လို့ကောင်းတဲ့နေရာလေးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်အရင်ကတငယ်ချင်းတွေနဲ့လာပြီးတော့ဒီမှာငားမြားတာတို့ပါလုတ်ဖက်လုတ်ဘူးတာပေါ့နော်ဒီနေရာလေးကတော်တော်အေဂျင့်တယ်ဒါကတော့ပန်းချင်ထဲမှာအကောင်းဆုံးနေရာလေးတစ်ခုပေါ့ ဟိုကဖိုင်ကလေးတွေဒီမှာအားများလို့ကြားပြီဟိုချောင်းရေဒီချောင်းရေတွေကပေါ်ရှင်လာပြီဆိုရင်တော့ဒါဘူပန်းတစ်ခုတော့ရေဝင်ပြီပေါ့နော် ါကတော့ကျွန်တော်တို့ဒီငားကန်နဲ့ဆက်ထားတဲ့ချောင်းပေါ့ဟိုတောင်ငားတွေအများကြီးပဲငားချီပုံမှန်ဆိုလို့ရှိရင်ရေမတက်လောက်ခင်ဆိုရင်ငားတွေကပြည့်အများကြီးတွေ့ရတယ်ပေါ့ဟုတ်လားငားတွေငားတွေငားတွေအများကြီးပဲမှာဟုတ်လားမြင်ရလားမသိငားရှိတယ်အခုအခုဆိုလို့ရှိရင်ချောင်းတွေကဒီငားကန်တွေကငားတွေထွက်လာတာပေါ့နော်ဟိုမြစ်ဘက်ကိုအကုန်လုံးသွားကြတာပေါ့ ခုဆိုရင်ရေကတော်တော်လေးကိုတက်လာပါပြီတခါမှကျွန်တော်တို့ဒီဒီနေရာကရေဒီလောက်ထိမတက်လာဘူးပေါ့နော်အခုဆိုရင်ဒါပန်းညာနဲ့တိကိုရေကဝင်လာပြီအင်းရှိတယ် တို့ရေရပို့ပြီးတော့ထွက်လာပြီဒီတော့ပေါက်တွေကနေဒီတွေစိတ်ပြီးတော့အပေါ်ထွက်လာပြန်ထွက်လာခုကတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ movement နဲ့မှာလိုက်ပြီးတော့ရှိုးကြည့်နေတာကိုဒီဘက်ကတော့ရေပေါက်ပိတ်ထားတယ်ပြောတယ်ရန်ခဲ့ရလေကိုဒီဘက်ခြံကိုပိတ်ထားတယ်ဆိုတော့ဒီဘက်ခြံကအပေါ်ရေထွက်လာတယ်ဒီဘက်ချောင်းရေထွက်လာပါပြီဒီဘက်ချောင်းရေတက်လာပြီ ခုဆိုရင်ကျွန်တော်တို့ငိုးနေတော့ချုပ်သွားပါပြီ။ဥပန်းတွေကလူတွေကလည်းအပြင်ထွက်လာပြီးတော့တစိမ့်ကျင်းနဲ့ကြည့်နေကြတာတော်တော်ရလေဒီမှာရေတွေကပဲရဲပဲဆင်းထီတက်လာမလဲဆိုတာပေါ့။အလုံးကလည်းစိုးရင်စိတ်တွေနဲ့ထွက်လာကြည့်ကြတယ်။ဒါဒီဒီဘက်ဆိုရင်တလားခုနဟိုဘက်တင်နေနော်သူတင်လာပြီတလား။ညာလာခါတိုင်းဆိုလို့ရှိရင်ကိုဒီဘက်ကအရင်ဦးဆုံးရေရတက်တာ ဒီဘက်တွေတိတ်မတက်အောင်အခုကကိုဒီဘက်ကိုပိတ်လိုက်တယ်ဆိုတော့ဒီဘက်ကိုဒီဘက်ကိုအရင်တက်တာဖြစ်သွားတယ်ပေါ့ကိုလမ်းကပိတ်လိုက်တယ်ကိုကဒီမှာဒီဘက်မှာဒီကောင်ကြီးရေကျော်လာပြီဆိုရင်တော့ကိုဒီဘက်ကိုရေအားအေးသေးလေးမြုပ်ပြီပေါ့အဲ့ကိုဒီဒီအစင်းရကြတော့ကိုရီးယားဒီဘက်အစင်းကြတော့နှစ်တယ်ပြောရမှာနော်မတတာတဝက်လောက်ကတဝက်လောက်မြုပ်တယ်ပေါ့ ပုံမှန်ဆိုလို့ရှိရင်ရေတက်ရင်ဒီဒီရှေ့ရရင်တက်တယ်ဒီရှေ့မှာရင်တော့ရှေ့လာရေလန်းကြောလာတဲ့ဘက်ကိုအခုကပိတ်ထားလိုက်ပြီဆိုတော့လေကောင်းသွားတယ်ပြောရမယ်ကိုကြီးဘက်က